ဟေးဝီယန်လက်ထက်မဲ့အမျိုးသမီးကဆိုဖြစ်သင်လို့တရင်ထွက်နေတဲ့အပေါ်မထင်မှတ်ထားတဲ့စကားကိုထုတ်ပြောလာခဲ့တဲ့ Science Token ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်။ Sky Celebration ကနေပြီးတော့ပရိသတ်ဒီအလုံးကိုပြန်လည်လို့ကြိုဆိုပါရစေ။ Science Token က ဆိုဖီဒဇင်းရဲ့ဂျန်ပေါ်ဇလန်တွဲမှာ တွဲဖက်တရုပ်ဆောင်ထားပြီးတော့ပရိသတ်ရဲ့သဘောချနေသက်ခြင်းကိုခံခဲ့ရတာပါဆိုဖီဒဇင်းရဲ့အပြင်မှာချစ်သူတွေဖြစ်စေခြင်းနဲ့အထီးကိုရှေ့ကြပေမဲ့လည်းဆိုဖီဒဇင်းဘက်ကနေပြီးတော့ငင်းဆန်ထားခဲ့ရလဲဖြစ်ပါတယ်ဆိုဖီဒဇင်းကဆိုင်းစီဂျုံခန်နေထိုးထိုးနဲ့တွဲဖက်ပြီးတော့ရှေ့ခံရပေမဲ့ လုံးဝသဘောမကျပါဘူးသဘောမတူကြပါနဲ့ဆိုပြီးတော့ကို အပြင်းအထန်ငင်းဆန့်ထားခဲ့ပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုပြီးတဲ့စဉ်ကဟင်းဝီယန်နဲ့လက်ထပ်တော်မဲ့အမျိုးသမီးအဖြစ်သတ်မှတ်ခံလာရတာပါပြီးခဲ့တဲ့ရက်မှာဟင်းဝီယန်ရဲ့ဖခင်ဖြစ်သူကဟင်းဝီယန်ကိုလက်ထပ်ပေးတော်မဲ့အကြောင်းပြောခဲ့တာဖြစ်ပါတယ်ဒါအပြင်လက်ထပ်မဲ့အမျိုးသမီးကလိုင်းပေါ်မှာပရိသတ်တွေအပြောများနေတဲ့တဲ့င်းတွေကတခູ່ကအမှန်ဖြစ်မှာလို့ရိတ်မှုပြောလာခဲ့ပါတယ်ဒါကြောင့်မို့လို့ဟင်းဝီယန်လက်ထပ်မဲ့အမျိုးသမီးကဆိုပြီးတဲ့စဉ်ဆို တာသေချာတယ်လို့ရှိလာခဲ့ရလဲဖြစ်ပါတယ်သူတို့နဲ့တော့အတင်းငင်းဆန်နေခဲ့ပြီးတော့ဟင်းဝီယန်နဲ့လက်ထက်မဲ့လို့တရင်ထွက်လာတဲ့အပေါ်မှာလက်ခံလို့ဖြစ်နေတဲ့ဆိုဖီတစင်ကအာအသင်းစရာကောင်းနေတာပါဟင်းဝီယန်လက်ထက်မဲ့လို့တရင်ကြားတဲ့အချိန်မှာစိုင်းစီတုန်ခန်းကလည်းအာအသင်းနေခဲ့တာဖြစ်ပါတယ်စိုင်းစီတုန်ခန်းကတော့ဟင်းဝီယန်လက်ထက်မဲ့အမျိုးသမီးကိုမသိဘူးလို့သာပြောလာခဲ့တာပါဒါအပြင်ဖခင်ဖြစ်သူကိုရိုင်းကသဘောတူထားတာဖြစ်တဲ့အတွက် ကောင်းပါတယ်ဆိုပြီးတော့တုံ့ပြန်ပြောဆိုလာခဲ့ရလဲဖြစ်ပါတယ်မိဘတွေသဘောတူထားတဲ့အတိုင်းလက်ချက်တာကောင်းပါတယ်လို့ပြောလာခဲ့တဲ့ဆိုင်းစီတုံခမ်းရဲ့ဇာတ်ကားကမနာလိုလို့ပြောသလိုဖြစ်နေခဲ့တယ်ဆိုပြီးတော့လေပရိသတ်ကြီးကျမ်းမှာဝေဖန်ထောက်ပြခံရတာဖြစ်ပါတယ် ဒါအပြင်ကိုရွေးချယ်မဲ့အမျိုးသမီးကဆလိတောက်တာ၊ဘီယာတောက်တာကိုတေချာဖို့လက်ခံနိုင်တဲ့အမျိုးသမီးကိုသာရွေးပါညှိထားပါဆိုပြီးတော့ဟေးဝီယန်ကိုအကြံဉာဏ်လေးပေးထားတာပါဟေးဝီယန်နဲ့ယူမသာဘယ်မင်းကလေးလဲလို့သိရမှာဆိုပြီးတော့ဆိုင်းစီဂျုံခန်းကလည်းယူတဲ့မင်းကလေးကိုသိကျင်နေကြတာဖြစ်ပါတယ်ပရိသတ်တီကတော့ဆိုင်းစီဂျုံခန်းကဟေးဝီယန်ကိုမနာလိုနေတာလို့သာဆွဆွေးနေကြတာပါဆိုပြီးတဲ့စဉ်နဲ့တရင်ထွက်တာချင်းအတူတူဟေးဝီယန်ကပို့ပြီးတော့အသာပေးခံရတဲ့အတွက်မနာလိုနေတာဆိုပြီးတော့ဆွဆွေး ြောဆိုနေကြတာလည်းဖြစ်ပါတယ်။ဟိဝရဲနဲ့ဆိုင်းစီတံခန်းတို့ကအပြစ်မှာတော့ပကြခဏတွေးပြကြပါတယ်။လူချင်းချင်းပြီးတော့အရက်ချင်းတောက်ကြတာဖြစ်ပါတယ်။ဒါကြောင့်မို့တွေးပြတယ်ဆိုပေမဲ့လည်းနှစ်ယောက်ကအခြေအကိစ္စတွေကိုဆွေးနွေးတဲ့အထိတော့မရင်နေကြပါဘူး။အခြေအကိစ္စတွေမပြောဘဲတောက်စားကြတာမျိုးသာရှိတာပါ။တကယ်သာဟိဝရဲလက်ထက်မယ်ဆိုတာမှန်မယ်ဆိုရင်ဆိုင်းစီတံခန်းကသူတို့သားအရင်အဖြစ်ကိုဆောင်ရွက်ပြီးတော့မှဖြစ်ပါတယ်။ ဟင်ဝရန်လက်ထက်မဲ့အကြောင်းကိုဖခင်ဖြစ်သူကအသိပေးထားတာဖြစ်ပါတယ်။ဟင်ဝရန်ကိုရိုင်းကတောင်လက်ထက်မဲ့အကြောင်းကိုအတိတကျအသိမပေးထားပါဘူး။ဟင်ဝရန်ကသူ့အမှန်တကယ်လက်ထက်မှသာအမျိုးသမီးကဘာတူလဲဆိုတာကိုသိစေချင်တာဖြစ်ပါတယ်။ဒါအပြင်ချစ်သူကောင်မလေးကဘာတူလဲဆိုတာကိုမသိစေချင်တာမို့ပုံရှိုးွယ်ရှိုးတာထားထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးရောဆိုပြတဲ့စင်နဲ့ဟင်းဝရံတို့ကတကယ်လက်ထပ်မယ်လို့ထင်လားဆိုတာပရိသတ်ကြီးရဲ့အမြင်ကိုကောမန်လေးထဲမှာပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လဲ Sky Celebrity ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်